မင်္ဂလာပါရှင်တိုက်ပွဲအတွင်ကင်ဒီယာတပ်ရင်း14កောင်ရဲဘော်သူကြာဆုံးတဲ့တရင်ကိုတင်ဆက်ပြီးချမရခြင်းကရင်နီပြည်နယ်ရှစ်တန်းတိုက်ပွဲတနေ့ရအတွင်ကရင်နီအမျိုးသားများကာကွယ်တဲ့ကင်ဒီယာတပ်ရင်း14កောင်ရဲဘော်သူကြာဆုံးခဲ့တယ်လို့ကင်ဒီယာတပ်ရင်း14កောင်ထုတ်ပြန်ထားပါတယ်အဆိုပါကြာဆုံးရဲဘော်ကကင်ဒီယာတပ်ရင်း14မှာတာဝန်ထမ်းဆောင်နေတဲ့ကိုပိုင်အမတ်3131918တပ်သား ခူဟာရယ်ဖြစ်တယ်လို့ဆိုထားပါတယ်။ကြာဆောင်ရဲဘော်ခူဟာရယ်ကတိုက်ပွဲအတွင်းစစ်တပ်နဲ့အပြန်အလှန်တိုက်ခိုက်ရင်း အော်တိုဗလာ16ရက်နေ့မှာကြာဆောင်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ရှဲဘော်ကူဟာရဲက2024ခုနှစ်အဗလာရှိရနေကစပြီးကင်ဒီယာတည်ရင်ဆက်လေးမှာတနစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဆိုထားပါဗျ။ ရဲဘော်ကူဟာတဲ့ကြာဆုံးမှုအတွေ့ကန်ဒီယာတည်ရင်ဆက်လေးတပ်ဖွဲ့ဝင်တွေကစံရက်တူမေတ္တာစုဝင်တွင်နေထတ်တူဝန်းနေကြေကွဲရပြီးအာဇာနည်တူရဲကောင်းအဖြစ်မတန်တင်ကြောင်းဖော်ပြထားပါတယ်ကန်ဒီယာတည်ရင်ဆက်လေးက2021ခုနှစ်နိုဝင်ဘာလမှာစတင်ဖွဲ့စည်းခဲ့ပြီးလင်းနစ်ကျော်အတွင်ရဲဘော်ဆက်တုံးကြာဆုံးခဲ့ရပြီးခြေလက်အင်ကာဆုံးရှုံးရတူ၄ဦးရှိတယ်လို့သိရပါတယ်ရှင်